ားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဆရာကြီးရန်ကုန်ဘာဆွေရေးသားထားတဲ့တောပြူဆိုတဲ့ဝိထုတော်လေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်ကျမနဲ့တူနာဆင်ခန်းစားကြပါရှင်တောအပြူ မြို့ကြီးရဲ့ကြီးကလူတွေမြင်ကြရပါမူသင်ကလေးတွေကို တော်ပြူဟုခေါ်ကြမည်ဖြစ်၏ခေါ်နိုင်လောက်သောအရွယ်15နှစ်16နှစ်18နှစ်စီ ရှိကြသည်လည်းမှန်၏မိုးဦးကြစာပောက်တတ်သောအေယာမဝဝိုးမြင့်ဆိုးပောက်ကြီးတွေလိုကျမ်းမာတန်ရှင်တောင်တင်းတုပ်ဆိုးသောလုံကြီးပောက်လှတွေလည်းဟုတ်ကြပါ၏သို့သောသင်ကလေးတွေကတိမ်ယောင်ဖြူဖြူနေပူရှိန်ရှိန်ထိမ်မင်းကြီးအောက်မှာ ခေါတေးကမင်းနာလုံးဘွေးထုတ်ကမင်းသမီးမင်းကြီးကလူပြက်မဲခက်ကပုံနာကရန်ခုံနံကစားကြရင်တပြောတပားကြီးတဆူဆူနဲ့နေကင်းနေလေကျွဲကြောင်းရင် ရွာနောက်ဖေးကလေခွင်းထဲမှာ ကမြင်ကောင်းတော့ယူကောင်းတော့ရှိကြသေးသည် တခါတရံအကယ်ကြီးရိုးတလျှောက်တမန်းကြုံတွေအောက်မှာ သူ့ထက်ငါအပြိုင်ပဇွန်ဒုတ်ဆန်းငါးရီဖန်လျက်လွန်ခဲ့သည့်လောက်ောက်ဆိုင်ကြတော့ငါလေး နေကလေးမိမ့်မိန်အိမ်ပြန်သည့်အချိန်မှာသူကလေးတို့လူသားပြောလိုက်ကြသည်ဖြစ်ခြင်းထမိန်တူတူရေဆူဆူနှင့်ကောက်တေးဆိုသူကလေကဒင်းဘေးရှိပစုံလုံးကြီးကိုကုန်းကောက်မှ အဖော်တယောက်ကပြိုးပတ်နှင့်ကောက်ပေါက်လိုက်သည်ဖြင့်ဖင်ဆောင်၍ငိုပူသေးသည်တို့ငိုသည်ကိုပင်အဖော်ညီညီတို့ကတေးတည်ရင်းစကြပြန်သည်လေပစုံလုံးကုန်းနယ်လို့၌ဆိုအပ်လေငရန်ကြီးစီးတယ်လို့ဖန်တန်လန်း ကျွဲငစင်ရိုက်မိပိုင်းတာငားကြီးလာလို့ဖြက်ဖြက်လူမတွေးညိုကိုဝင်လို့စုကိုရင်ရေလာပါတော့နှုတ်လို့ရနိုင်ဘူးလက်ခုပ်ကလေးများတီးကတီးကနှင့်ဝမ်းမြောက်စွာတည်ဆူနေကြသည်အတော်ပျော်နေခြင်းဖြစ်ကြ၏ကောက်တေးကစူပွားစူပွားနှင့်ဒင်းကလေးတို့တွေမှအပြိုသွေးမဝင်အပြိုပင်မဖြစ်ကြလေရောသလားမဟုတ်ပါ အပြိုပင်ဖြစ်တော်လဲလှုပ်ရကိုင်းရမအားရသည်နှင့်အပြိုစော်မှမနှံရှာကြလီအပြိုပေါက်ကလေးတွေပဲဟုကြိုက်တလို့လို့ချစ်တလို့လို့ဥတူတူလှုပ်ရမရရွာပေါ်ရှိ ကာလာသားကြီးကိုရင်လူညိုကိုပင်တကြံတွင်နိုင်လုံကြီးချွပြစ်ဝင့်သူများဖြစ်ကြသည် တနေ့ကပင်ရွာကျော်ကာလာသာဆန်ยีကြီးကိုစပါးငါးထောင်ကျင်းနှင့်လောင်တိုင်းနပန်းလုံးကြရာဆန်ยีကြီးမှာဘွေးတုပ်အောက်ကတပြားပြားနှင့်ရှုံခဲ့ပေပြီး ဆန်အေးကြီးရှုံးတီကိုအံ့ဩစရာမရှိတင်းကလေးတို့တွေမှာစောင်းအဝင်ပြိုးပင်ကလေးရင်ရင်စပန်းနှံဝါကျန့်လာမှဖြင့်အတီးတီးစပါးရိပ်ရာဤရိုးပြက်ကလေးညီညီကောက်လှိုင်းတွေစီသောနွေရာတီကိုရောက်တိုင်းသူကလေးတွေလှဲတိုက်ကြဤမြေနှံ့ကလေးကတင်းတင်းလေကွင်းတွေမိရှို့ပြီးစပါးပုံကြီးတွေမှုလာတိုင်းတင်းကလေးများစပါးလှေကြစပါးတဲကြရဤဆွ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 ကွင်းထဲတွင် ငရေညိုတက်၍ပြိုးပင်ကလေးတွေရှက်လာတိုင်းသူကလေးတို့တသင်ကောက်ဆိုင်ကြပြိုးနှုတ်ကြကျွဲကြောင်ကြနှင့်အလုတ်တွေလှိုင်ကြရ၏ဤသို့သူကလေးများဤတဘာဝသည်တောင်တင်းကြံ့ခိုင်ကျွဲနှင့်ပြိုင်အနိုင်နိုင်ယုံနိုင်မှတဝင်းတစ်ခါဝါယုံလှယုံရှိရှာကြသည်သူကလေးတို့စိတ်ထဲတွင် လင်းစိတ်သားစီများကိုစိတ်လည်းမကူသည် စိတ်ကူးဖို့လည်းအချိန်မရဝင်းဆက်ကြည်လင်ရွှင်ပြသောစိတ်နှင့်ပျော်ရင်ပါရင်ကစားရင် မိမိတို့လုပ်ငန်းများကိုသာကိုစီကိုငါအတွင်တွင်ကြီးလုပ်နေကြရှာ၏အလုံးမှန်မှန်လို့အစားမှန်မှန်စား၍တပြောတပါးကြီးနေရုံမျှအသင်းကလေးတွေလူဖြစ်လာကြဟန်တူသည်သို့သောသင်္ကလေးတွေမှာလဲသွေးနှင့်သားနှင့်ကိလေသာစိတ်အချစ်စိတ်နှင့်တနည်းနည်းတွင်လှခြင်းပခြင်း မိခင်စိတ်ဝင် လင်းလိုခြင်းကြပေလိမ့်မည်နေကလေးကညို့ညို့တောင်လေးချိုးပပြန်းသည့်ညနေစံအချိန်သို့ရောက်ခဲ့၏ အကယ်ကြီးချောင်းပေမှကျွဲဥကြီးမောင်းလာကြသည်ကျွဲများပေါ်တွင်ခေါတေးတို့လူတစုလှလှရှာရှာနှင့်နေကလေးရီရီမှမိုင်းညိုညိုရွာစီတို့ကျွဲတက်ကြီးချီလျက်တချင်းတွေတန်ဆောင်သေး၍နေကြီးကလေးကလည်းတမုံမုံဖားကလေးတွေကလည်းတအုံအုံတင်းအင်းနှင့်ကျွဲတက်ကြီးလည်းရွာကိုဝင်ခဲ့၏ခေါတေးတို့အိမ်ရောက်သောအခါဧည့်သည်နှစ်ယောက်ကိုတွေ့ရသည်။ရွာမှအထယ်ရောက်ရန်ရောက်လာကြသော သားမီးနှစ်ယောက်ဖြစ်၏။ တောင်ဘက်ရွာမမင်းစံကြီးကလမ်းညွှန်လိုက်သဖြင့်ရောက်လာကြခြင်းဖြစ်၏အမေမမကြီးတမီခင်ခင်လားဟုခေါ်သည်သားမီနှစ်ယောက်လုံးအလွန်ဖော်ရွေကြ၏ခေါတေးကြဘူးသောမြို့သူတွေလိုဟန်ကြီးပန်ကြီးမလုံးအတော်စိတ်ကောင်းနှလုံးကောင်းရှိပုံရသည်ခင်ခင်လားဆိုသူကလေးမှနှုတ်ဖက်ဆိုပြေထိလျင်ကြွေသွားတော့မလို့ထင်ရသည်ခေါတေးသည်မမကြီးကို၎င်းခင်ခင်လှကို၎င်းတန်တော်နှင့်ဒစိမ့်စိမ့်ကြည့်နေမိသည် စိတ်ထဲကလည်းမြို့သူမြို့သားများဟာတိတ်ကုသူကောင်းတာပဲဟုတွေးတော်နေသည်ပါလက်လှသောဘရုံမာအင်ကြီးအတွင်မှ ပြည့်တင်းဝင်းဖက်သောခင်ခင်လှ၏အသားနုနုကလေးသည်ခေါတေး၏မျက်စိနှလုံးကိုအစွမ်းကုန်ညှို့လျက်ရှိနေကြ၏အတွင်ကန်ဇာဘော်လီမှပန်းဆွဲ ပန်းပြောက်ကလည်းဝင်းတောက်သော အသားဆိုင်အသားကလေးများကို အကွက်လိုက်အကွင်းလိုက်ဖော်ပြလျက်နှကန်းနေပုံကလည်းနှင်းစီကဲသို့နှီးရဲရဲနှင်း ပဇို့ကလေးစုံစုံကလည်းခပ်ပုံပုံလေးနှင့်သွေးကြေတွေတန်းတဲ၍ခက်သေးသေးနှင့်ညွတ်ညွတ်ကလေးကွေးနေသော မျက်ခုံးကလေးတွေကလည်းခေါက်တေးဤနှလုံးသားကိုစုံပြူစားနေကြသလိုလို စိုက်လိုက်မတ်တဟန်ပန်မလုပ်ပဲပြူးကြောင်ကြောင်နှင့်ယူသားစွာကြည်နေသောခေါက်တေးကို ခင်ခင်လှသည့်မျက်ခုံးကလေးတစ်ဖက်ချီရင် ပြုံး၍ကြည်လိုက်၏ခေါက်တေးသည်အောင့်ထားသောအသက်ကိုမှုတ်ထုတ်လိုက်လေသည်တော်တိတ်လှတာပဲတော့ကျုပ်ညီမလေးပဲဖြစ်လိုက်ပါတော့ ခောက်တေးသည်လိုက်လိုက်လဲလဲစိတ်ထဲတွင်ရှိသလိုပြောလိုက်၏ခင်ခင်လှကပို၍ပြုံးလိုက်၏မမကြီးကပါရော၍ပြုံးလိုက်ပြီလျင်ငါတူမကြီးလည်းအတော့သမီးလောက်တော့လှတာပါပဲဟုတ်ပြောရင်အဝေးထုတ်တစ်ခုကိုဆွဲယူလိုက်သည်လူမအဝတ်တောင်းမအကိုအတက်တူမရဲ့အတော်တို့ခင်ခင်လှလေသူလိုငါလိုပါပဲအချိုးစာကြကြနာနာတေတေတက်တက်ဝက်လိုက်စားလိုက်ရင်လူတိုင်းလိုလိုကြီးကောင်းသွားတာပေါ့ အတော်သမီးဟာတူမာကြီးလောက်တောင်ပြပြဖြိုးဖြိုးကိုလုံးကိုပံမကောင်းဘူးမျက်နှာပေါက်လည်းမလှဘူးအသားကလေးဖြူတာတခုပဲပြောစရာရှိရဲ့ခေါတေးတို့မိသားစုမှာမမကြီးပြောသမျှကိုကြည်နားထောင်ကြရင်မမကြီးမျက်နှာကိုသာပါဇက်ဟောင်းလောက်နှင့်ကြည်နေကြသည်မမကြီးကမိမတို့အင်အားမှာအစင်းမင်းဖြစ်ကြောင်းအစင်းလှဖို့အဝေစားအစင်းပြင်လူเจ้าတို့ကိုပြောရင်အဝေးထုတ်ကြီးကိုဖြီးကခေါတေးကိုအတင်းဝက်ခိုင်းနေ၏ နေပါတော့အဝိတ်တွေဟောင်းကုန်မမယ်နှမျောစရာကြီးဟိုခေါတေးကအတင်းညင်းဆန်ဤမယားသဘောကောင်းလာတော့တာမီနှစ်ယောက်တည်းတထဲပြီးတထဲအတင်းဝစ်ပေးနေကြဤတို့နှင့်နောက်နေများတွင်ရွာထဲမှအပြိုကြီးအပြိုလက်အပြိုရွယ်အပြိုပေါက်စားတို့သည်ခေါတေးတို့အိမ်တို့ထွက်ချီဝင်ကြီးနှင့်အလှပြင်းနည်းများကိုလာရောက်စီပူကြလေသည်ခေါတေးကမမကြီးခင်ခင်လှတို့ဤ

လေပေါ်တွင်အတိမှုတ်တွေလဲပါကြ၏။ဆိုင်းပြိုင်လေပြိုင်အလှပြိုင်ဖြစ်သည့်ဖြင့်သူထက်ငါလှပအောင် ပြင်ဆင်ဖိလိနေကြသည်။ခေါတေးကမှန်တချက်စာကနာတစ်ချောင်းစလိပြတစ်ခွက်နှင့်မြခုံးမွေးနှုတ်တုံးတဖြည်းဖြည်းကွေးညွတ်သေးသေးသောမြခုံးမွေးအစုံဖြစ်လာလေသည်။မမကြီးတို့စီမှဝယ်ယူလိုက်သော မျက်နှာချေပေါင်တာတို့မှလည်းအရေးတော်ပေါ်လာခဲ့လေပြီ။မကြမတင်မီခေါတေး၏မျက်နှာတစ်ခုလုံး ကြောက်ဖြူရုပ်ဖြစ်သွားတော့၏။ရစ်တောင်ဤအစုပ်တစ်ခုသည်ဂေါတေးနှကန်းကိုနီဒရာဒရာဖြစ်သွားစေသည်။လက်ထက်တင်ပြခဲ့သောခင်ခင်လာဤဂျေဇူးဘီတကအဝိများကိုထော်၍ကြည်ပြန်သည်။မဝေးရက်ဝေးရမှာနှမျောနေသည်။တတောင်တတာဝဲထားသောအဝိတွေမဟုတ်။မိမိအသက်နှင့်ထက်တူချစ်သောတိုးဝါခေါ်ကြွဲကြီးကိုနှမျောမျောနှင့်စွတ်မိတ်ရောင်ပြေးဝဲထားရသောအဝိများဖြစ်လေသည်။ တိုးပွားကိုဦးလေးလုပ်သူကမကြမကြချော့ယူဝဲဤမယောင်ကေမမကြီးနှင့်ခင်ခင်လှတို့ရောက်လာမှလှခြင်းပခြင်းဝှစ်ချင်သောစိတ်နှင့်ခြီတုံချတုံအတန်တန်လုပ်ပြီးနောက်ရောင်းလိုက်ရခြင်းဖြစ်သည်ဦးလေးလုပ်သူကဝမ်းသာအားရနှင့် တိုးပွားကြီးဆွဲခေါ်သွားစဉ်ကတိုးပွားကြီးစုပ်ကန်စုပ်ကန်နှင့်ပါသွားသည်ကိုမျက်စိထဲမြင်အောင်လာသေးသည်တိုးပွားကြီးကိုရောင်းလိုက်ပြီးနောက်ညနေတိုင်းညနေတိုင်းနောက်ဖေးကျွဲတင်ကုတ်တို့သွားကား လူမသိအောင်တလကြိတ်ကြိတ်ငိုခဲ့ရသည်ညအိယာဝင်တိုင်းခေါင်းရင်ဘက်တွင် ထင်းရှူးတတာကလေးနှင့်တရိုတသေးသိမ်းထားသောခင်ခင်လာရုစီမှဝယ်ယူထားလိုက်သည့်အင်းကြီးလေးများကိုထုတ်ထုတ်ကြည့်မိသည်ထို့နောက်တိုးပွားကြီးကိုတတိယရင်မျက်ရည်ရည်ဝဲသောမျက်လုံးအစုံနှင့်သာအိယာရဲတွင်အိပ်ပျော်ခြင်းသို့ရောက်ခဲ့ရသည်ယခုဒီအဝိကိုဝေရပြီတော်မီကောက်တေးသည်မျက်ရည်ကလေးစို့၍လာပြန်သည်ဟေ့ကောင်မကောက်တေး အပြင်ဘက်မှဘွေးဒုတ်တို့လူစုရောက်လာကြလေသည်ခေါက်တေးသည်ကမန်ကရန်အဝိများကိုဆွဲယူဝဲလိုက်၏မှန်ရှိတွင်အမြန်ဆုံးလှဲ့ပတ်ကြည့်ရှုပြီးနောက်အခန်းဝသို့ရောက်သွားသည် အပြင်ထွက်မီပြူ၏မထွက်ရေရုတ်တရက်ရှက်တလို့လို့ဖြစ်နေသည် မပြီးသေးဘူးလား၏ခေါက်တေးအခန်းတွင်ကအရေးစွန်၍ထွက်လာသည် အလိုလိုပြုံးစီစီဖြစ်လျက်မျက်နှာအားမှတ်နေရှာသည်အလေမိခေါက်တေးကအခုလိုတော့အလားကြီးပဲ အလိုညိပါဘသူကွန်ဒရီနဲ့ထွေးလိုက်တော့အပြင်ကစောင့်နေကြတော့အဖေါ်နှစ်ယောက်က တပြိုင်တည်းလိုလိုပြောလိုက်ကြ၏ကောက်တေးအတော်ရှက်သွားလေသည် မျက်နှာကိုလဝါးနှင်းအောင်ရင်စူအောင်လျက်ပြန်ဝင်သွားမည်ပြု၏ဘွေးတို့ကချော့မော့ကအတင်းဆွဲ၍ခေါ်ခဲ့ရလေသည်ပြည့်ဖြူတောင့်တင်းသောကောက်တေး၏အင်းကအစိပ်ပိုင်းများသည့်အထင်းသာအတွင်သာပေါ်လွင်လာကြလျက်ကြီးညိုကိုသွန်လောင်းထားပြီးတဲ့ကဲ့သို့ တစ်တရရေနှင့်ချစ်စရာကြီးဖြစ်လာအောင်ကြည်၍ကောင်းငင်တော်လေတွေ့သည်မလူတိုင်းတို့ကမူအမွေခေါတေးကြီးတယောက်အပြိုလှုပ်လာလိုက်တာဟိုခေါတေးအားရေစရာတစ်ခုအဖြစ်နဲ့သာအတိအမှန်ပြုနေကြလေသည်တို့နှင့်ပင်ငိုရမလိုလိုရေရမယောင်ယောင်စိတ်ကျဉ်ချက်ကိုကျဉ်ချက်နှင့်ရှင်ဘုဂုတ်ဖောင်းတော်ကိုဆွဲလာကြသည့်အထိခေါတေးလိုက်ပါလာခဲ့ရလေ၏။လေနှစင်ကရှင်လျက်ရှိ၏။ နေကလည်းပူပါပြီးတဲ့။ကောက်တေးတကူလုံးမှချွေးများဖြင့်ရွှဲနေသည်။ကျင်းကျက်ပါလွာသောဘရုံမှအင်းကြီးဖြူဖြူကလေးမှချွေးတဆူဆူညိုမဲသော အသားနှင်းကက်လျက်ညစ်ထက်ထက်ဖြစ်နေရရှာသည်။မဲတကူလုံးတုံးလုံးကြီးပေါ်ကမကြည်ရဲမရှုရဲဖြစ်နေသောဟု၏။မိမဖော်ခြင်းပင်မိတငေါငေါနှင့်ဖြစ်နေကြရောမကသည်။ယောက်ျားရိကပါတူ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 နှင့်ရှိနေကြ၏။အမြင်မတော်သဖြင့်ဘွေးရုပ်ကခေါင်းမတစ်ပတ်ကိုဖြုတ်ပစ်လိုက်သည် ဖွေးတော့ပေးလိုက်တော့တပတ်ကိုခြုံပြီးမှအနှဲငယ်မျက်နှာထားရတော့ဤမျက်နှာထားရသည်ဆိုပေမဲ့မြင်ရသူများဖို့တက်သားရမရှိနှစ်ဖူးမှချွေးစီချောင်းကြီးများကြာနေသည်ဖြင့်ခေါတေးဤတမျက်နှာလုံးကွက်တိကွက်ကြားကြားကြီးနှင့်တူသည်ဟုဆိုခြင်းလျင်ဆိုနိုင်ဤထို့တွင်ယောက်ျားတွေလှေပန်းမှတန်ချက်ထိုးကြပြန်သည်အင်းကြီးပါနှင့်မြထားအိုကလပီကို လိုက်မဲ့မိမ့်မခေါတေးဤမျက်နှာမှာပို၍ရုပ်ဆိုးသွားသည် မျက်မှောင်တကြုတ်ကြုတ်နှာခမ်းတဆူဆူနဲ့နေရောင်ကို တိမ်တောင်ဖုံးကမိုးကောင်းငင်သည်ခေါက်တေးမျက်နှာနှင့်အတူမှုံမိုင်း၍လာသည်မိုးသက်လေကလေးကြောင့်အေးသွားသောလှေနှစင်းသည်အမောပြေလာသည့်အလျောက်အားတိုက်ပြန်၍လှော်လိုက်ကြ၏ထို့တွင်လှေနှစင်းပုတ်ကက်သွားကကရက်ထလျက်နှစ်စင်းလုံးမှောက်ကြတော့သည်ပျော်သူပျော်အော်သူအော်နှင့်ကန်းစီတို့ကူကြ၏ခေါက်တေးက လက်တာပြင်ပေါ်ရှိလမှုငုတ်တွေကြားတဲ့အပြေးကလေးတက်ရင်ပျောက်ကွယ်သွားတော့သည်ခြုံချိုးခြုံချားကိုတိုးလာခဲ့ရသဖြင့်အမျိုးမျိုးဒုက္ခပေးခဲ့သောဘရုံမှာအင်ကြီးပါမှလည်းဆုပ်လေပြီဘွေတို့ဤတပတ်မှလည်းဖဲစီတွင်ကြံရစ်ခဲ့သည်မသိနောက်ဆုံးပေါ်ဆိုသောဇာဘော်လီကိုပါစိတ်နာနာနှင်းချွလျက်ရှုံးပွက်ထဲသို့ဖနောင်းနှင်းပေါက်၍မြုံလိုက်တော်သည်မှတ်ဟထမိန်ကိုရင်ရှာရင်ရွာစီတို့ပြန်မြည်ပြု၏ ရှေ့တက်တဲ့မုံမုံတွေကြားထဲတွင်ကျွဲကြီးတကောင်ကို လူတယောက်နှစ်ဖက်ချွန်နှင့်လာ၍ပြင်နေသည်။ကောက်တေးသည်တိုးဘွားတိုးဘွားဟုလှမ်း၍ခေါ်လိုက်၏။ကျွဲကြောင်သာဖမ်း၍မရသောကျွဲကြီးသည်ခိတမြရက်ခါနားဆွင့်လိုက်ပြီးနောက်ခောက်တေးရှိရာသို့တန်တန်မှန်မှန်လာခဲ့လေသည်။ခောက်တေးသည် တိုးဘွား၏ခေါင်းကိုလှမ်း၍လက်နှင့်ပုတ်ပေး၏။နင်းတော်တော်ပိန်သွားပါလားတိုးဘွားရဲ့။ခောက်တေး၏လက်အောက်တွင် ခေါင်းကိုတွင်းလျက်မလုံးမရှက်နှင့်ငြိမ်သက်၍နေ၏ဒီကောင်ကြီးတိတ်ဆိုးတဲ့ကောင်ကြီးဟိုပြောပြောဆိုဆိုကျွဲเจ้าသားသည်အနာသို့ရောက်လာကကျွဲကြီးကိုအတင်းဆွဲ၍သွား၏ခေါတေးသည်ဘာမျှမပြောနိုင်ပေမတုံမလောက်ကြောက်ရွံ့လိုရက်လျက်နေမိ၏ကျွဲကြီးသည်စုပ်ကန်စုပ်ကန်နှင့်ယုံလျက်ရှိရာကျွဲเจ้าသားသည်တဖုံဖုံနှင့်ရရင် အတင်းဆွဲ၍သွား၏ခေါတေးသည် မိုးမုံထဲတွင်တဖြည်းဖြည်းဝေး၍သွားသော တိုးပွားကြီးကိုကြည့်ရင် လုံလုံပြောက်ွယ်သွားသောအခါမှခေါင်းငုံကအာရပါရရှိုင်ကိုလိုက်ရှာနိုင်သည် ဖြစ်မှဖြစ်ရလေခောက်တေးလေး မြဝတီတုံမြင့်ဆောင်တဲ့နိုဝင်ဘာ1954နားဆင်ပေးခဲ့တာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကျမတို့နောက်ထပ် audiobook မှာပြန်ဆုံကြမယ်နော်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။